မိဖားပြီးပြောင်းလဲလာမယ်တင့်ခန္ဓာကိုယ်အကြောင်းမိဖားရယ်ဆိုတဲ့လို့ဟာကျမတို့မျိုးသမီးတွေအတွက်သမိုင်းပေးတောင်းဝဲကဘာဝက်ဆာကဖြစ်တည်လာတဲ့အရာတစ်ခုပါလူသားတအုပ်ကိုဖွားပြပေးရတာတော့ဝမ်းမြောက်စရာကောင်းတာမရှိသလိုအဲ့ဒီအချိန်ကြုံတွေ့ရတဲ့ပင်မစည်းရဲ့ဝေဒနာကလည်းအများကြီးပါကိုဝင်ဆောင်တော့ကြုံရမယ့်ခက်ခဲတွေအများကြီးရှိသလိုမိဖားပြီးပြန်တော့လည်းပြောင်းလဲသွားမယ့်အရာတွေဝေဒနာကြီးအများကြီးရှိပါတယ်ဒီတော့မျိုးသမီးတိုင်းဒီပါကြုံတွေ့ရမယ့်မိဖားပြီး ောက်ပြောင်းလဲလာမယ်ကိုခန္ဓာကိုယ်အကြောင်းကိုဘဝသူရအနေနဲ့ပြောပြပေးချင်ပါတယ်။မိဘပြီးနောက်ပိုင်းဘာတွေကြုံတွေ့ရမလဲပေါ့နော်။မိဘပြီးနောက်ပိုင်းမှာကြုံတွေ့ရမယ့်ပြောင်းလဲမှုတွေကတော့သွေးစင်းခြင်း၊ရေစင်းခြင်းတို့ပဲဖြစ်ပါတယ်။မိဘပြီးပထမ3ရက်အတွင်းမှာဆိုလို့ရှိရင်သွေးတွေစင်းတတ်ပြီးတော့နောက်ပိုင်းကျရင်တပိပိအယောင်ရောသွားတာအရေးကြီးလေးတွေကနေပြီးတော့ပန်းရောင်ရည်လေးတွေဆင်းမှဖြစ်ပါတယ်။ မိဘပြီးနှစ်ပတ်လောက်ရှိပြီဆိုလို့ရှိရင်တော့အရေကအဝါရောင်ပြောင်းသွားတတ်ပါတယ်။မနက်အိပ်ရာနှိုးစအချိန်လှူရှားမှုများတဲ့အချိန်နဲ့လူတိုက်နေတဲ့အချိန်တွေဆိုလို့ရှိရင်ပိုဆင်းတတ်ပါတယ်။မိဘပြီးတော့တလားတလားကိုလောက်ဆိုရင်ဒီလိုရေစင်းတာတွေရက်သွားပါလိမ့်မယ်နော်။တွေးစင်းနေတဲ့အချိန်မှာတော့တံမိုးမသုံးဘဲနဲ့လှစင်သောပစ္စည်းကိုသာသုံးပေးပါ။ နောက်တစ်ချက်ကတော့ခွဲမွေးထားရတဲ့သူတွေရဲ့အတွက်ချုပ်ယူကအရေးစိတ်နေပါလိမ့်မယ်။တကယ်လို့ရိုးရိုးမို့ပွဲနဲ့ခွဲမွေးထားရတဲ့သူတွေဆိုလို့ရှိရင်ချုပ်ယူကနေပြီးတော့အရေးတွေ၊သွေးတွေစိတ်ထွက်တတ်ပါတယ်။နောက်ပြီးချုပ်ယူကနေပြီးတော့ပိုးမဝင်စေဖို့အတွက်ချုပ်ယူပတ်လည်ကိုတန်ရှင်းရေးသေချာလုပ်ပေးဖို့လိုပါတယ်။နောက်ချက်ကတော့နှိုးရည်တွေထွက်နေပါလိမ့်မယ်။မိဘပြီးနောက်ပိုင်းမှာနှိုးချူတက်ကြွရမှာဖြစ်တဲ့အတွက်ရင်သားကြီးကိုသွေးပတ်လည်မှုများပြီးတော့ရင်သားကြီးနေတာ တင်းနေတာနုတီကောင်းတွေမဲပြီးတော့နုရည်တွေထွက်နေပါလိမ့်မယ်တကယ်လို့နုမထွက်တာမျိုးဖြစ်နေခဲ့တော့ရှင်ရင်တော့ရင်သားတွေတင်းပြီးနာကျင်နေတတ်တာတခါတည်းရန် အထိမခံနိုင်ပဲဖြစ်တတ်ပါတယ် ဒီလိုချိန်မျိုးဆိုလို့ရှိရင်노ကိုတေချာလေးခြေပေးဖို့လိုပါရဲ့เนาะရေခဲကပ်ပေးတာမျိုးရေနွေးအကပ်ပေးတာမျိုးခလေး노မတိုက်ခင်မှာ노တွန့်အောင်ညစ်ပေးနေတာမျိုး노တင်노ကြိုက်တာတွေတက်တာစေဖို့အတွက်ကဲကဲပြောက်စွေတောက်ပေးလို့လည်းရပါတယ်ဆရာဝန်နဲ့တိုင်ပင်ဖို့တော့လိုအပ်ပါတယ်เนาะရင်သားထင်းဗရာစီယာတွေလည်းဝတ်ပေးလို့ရပါတယ်ရှင် နောက်ချက်ကတော့မိမကိုပဲလင်မာနာခြင်းနေတတ်ပါတယ်။ရိုးရိုးမွေးတဲ့အချိန်မှာမွေးလမ်းကြောင်းချက်ရတဲ့အတွက်မိမကိုအောက်ပိုင်းနေရာနဲ့ဆူအိုနာကအရေပြားနေရာနာနေတတ်ပါတယ်။ဒါကိုသက်သာစေဖို့အတွက်ရေနေစိန်ချိုပါပိုးဝင်တာကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်အနာကိုသေချာတန့်ရှင်းရေးလုပ်ပေးပါ မိဘပီစင်းတဲ့ရည်တွေကိုခံဖို့အတွက်လှစင်သောပစ္စည်းကိုသုံးပါလှစင်သောပစ္စည်းကိုတနည်းဟောပေါ့နော်နှစ်ကြိမ်လောက်တော့လဲပေးသင်ပါရဲ့နော်နောက်ချက်ကတော့တအိမ်ကျိုးခြင်းပဲဖြစ်ပါတယ်ဝေးပီးပီးချင်းချိန်ဆိုလို့ရှိရင်တအိမ်ကချက်နာလောက်မှရှိနေတတ်ပြီးတော့နောက်ပိုင်းကျရင်တရက်ပီးတရက်နဲ့သူ့နကိုမူလနေရဖြစ်တဲ့ဘိုင်းအောင်နာလောက်ကိုပြင်ရောက်သွားမှာပါနူးတိုင်းလေးလေးတအိမ်ပြင်ကျုပ်သွားတဲ့နှုံးကမြန်လေးလေးပါပဲပုံမှန်ဆိုလို့ရှိရင်မိဘပီပေါ့နော်6ဖက်လောက်ကြာမှ ါတယ်။တဲ့အိမ်ကသူ့နကိုနေရနဲ့နကိုပုံစံအရွယ်စားပြန်ရောက်သွားမှာပါ။အိမ်ကျုပ်တဲ့အချိန်မှာ နာကျင်တာပိုက်အောက်တာမျိုးဒန်းခံစားတတ်ပြီးတော့ကလေးမွေးထားတဲ့အချိန်များတဲ့သူတွေအတွက်ပုံခံစားတတ်ပါတယ်။ဒါတွေကိုတက်တာစီခြင်းနဲ့ဆိုလို့ရှိရင်တော့ပိုက်အောက်မှာခေါင်းပပလေးတလုံးထားပြီးတော့မှောက်အိပ်ပါ။လမ်းလျှောက်ပေးပါ။ဆရာဝန်နဲ့တံပင်ပြီးတော့ကြိုက်ကြက်ပြောက်စီတွေကိုတောက်ပေးပါ။ပိုက်အောက်တဲ့အချိန်မှာရင်းနှီးအိပ်ကပ်ပေးပါနော်။ နောက်တစ်ချက်ကတော့စီးသွားရခက်ခြင်းပဲဖြစ်ပါတယ်။မိဘပြီးကာဇအချင်းအထူးသဖြင့်ခွဲမှုရတဲ့သူတွေမှာစီးသွားခက်တာမျိုးရှိတတ်ပါတယ်။ဒါကြောင့်မိဘပြီးချင်းစီးသွားလို့မရတာစီးသွားခက်တာမျိုးအရင်ကြီးဖြစ်နေတယ်ဆိုရင်တော့ဆရာဝန်ကြီးပြန်သွားပြဖို့လိုအပ်ပါတယ်နော်။နောက်တစ်ချက်ကတော့စီးမလုံခြင်းပဲဖြစ်ပါတယ်။မိဘပြီးချင်းမှာကြွက်သားတွေဆန်ထားရတာများတဲ့အတွက်ပေါ့နော်။ကြက်သားအယုတ်ပြီးတော့စီးမထိန်နိုင်တာဝမ်းမလုံတာမျိုးတွေဖြစ်တတ်ပါတယ်။အထူးသဖြင့်ရေလိုက်တဲ့ ခြေနေချောင်းစုတဲ့အခြေအနေမှာပေါ့နော်ဒါပေမဲ့ဓာရီကတစ်ချိန်လုံးဖြစ်နေမှာတော့မဟုတ်ပါဘူးဝေးပြီးတော့ရက်သက်ပတ်နေငယ်ကြတဲ့အချိန်မှာပြန်ပြောက်သွားတတ်ပါတယ်ဒါပေမဲ့ဝေးပြီးသုံးလကြတဲ့အထီတောင်ဒီလိုပြဿနာတွေကမပြောက်သေးဘူးဆိုလို့ရှိရင်တော့စေကန်သွားပြဖို့လိုအပ်နေပါပြီ နောက်တစ်ချက်ကဝမ်းချုပ်ခြင်းပဲဖြစ်ပါတယ်။ကိုဝင်ဆောင်ခြင်းမှာပဲဝမ်းချုပ်တာမဟုတ်ပါဘူး။မိဘပြီးချိန်မှာလည်းဝမ်းချုံတဲ့ပြဿနာတွေကဆက်ဖြစ်နေပါသေးတယ်။မိဘပြီးတော့၃-၄ရက်လောက်မှဥလန်းချောင်းလွှရှာမှုတွေမရှိဖြစ်နေတတ်ပါတယ်။ခွဲမှုရတဲ့သူတွေမှာအကျုံများတဲ့ပြဿနာတခုပါ။ဒါကြောင့်အမြင်တက်မြတ်မြတ်စားပေးပါ၊ရေမြတ်မြတ်တောက်ပေးပါ၊လှုပ်ရှားမှုလေးတွေလုပ်ပေးပါ။ ဘိန်းွယ်ဝင်နေဖြစ်တဲ့အနာသက်တာစီးတွေကဝမ်းကြုတ်ခြင်းကိုပူဆိုးစေတဲ့အတွက်သူတို့ကိုရှောင်ပေးပါနောက်ပိုင်းမှာ ၄င်းရက်ကြာလို့တော့ဝမ်မသွားသေးဘူးဆိုလို့ရှိရင်တော့ဆီယဝင်နဲ့တမ်းမိပြီးတော့ဝမ်နှုတ်ဆေးကိုတောက်တင်ရင်တော့တောက်လိုက်ပါနော်နောက်ဆုံးချက်ကတော့ရာသီသွေးစင်းခြင်းပဲဖြစ်ပါတယ်သင်ကနိုးတက်နေတဲ့သူဆိုလို့ရှိရင်ခလေးနိုးမထွက်မချင်းရာသီသွေးစင်းအောင်မမဟုတ်ပါဘူးတတိထားဖို့လိုတာကတော့နိုးတက်နေတဲ့အချိန်ရာသီသွေးစင်းခဲ့ရင်ခလေးရသွားနိုင်ခြင်းများပါတယ်မိဘပြီးလပိုင်းလောက်တဲ့တည်းကိုဝင်ပြန်ရသွားတာကခလေးအတွက်ကမိခင်အတွက်ပါထိခိုက်စေတဲ့အတွက်ကြောင့်မို့လို့အနည်းဆုံးတော့ ကလေးတယောက်နဲ့တယောက်ကြားနှစ်နှစ်လောက်ကြာတင်ပါတယ်။ဂျားတဲ့မှာသုံးသင်းနဲ့တားဆက်ကြာနီးတွေအတွက်ကတော့ဆရာဝန်နဲ့တေချာတိုင်ပင်တင်ပါတယ်လို့ပြောရင်းနဲ့ပဲဒီမိုင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးပါရနော်။နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်။